ဒီနေ့ April 15ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့မြောက်ကိုရီးယားမှာအကြီးဆုံးဖြစ်လာမဲ့ဆောက်လုံဆဲစစ်တင်းပေါ်ရဲ့ဂျူဒူတပ်ပုံထွက်ပေါ်လာတဲ့သတင်းပြင်းထန်တဲ့သဲမုန်တိုင်းကြောင့်အီရတ်မှာလူပေါင်းထောင်နဲ့ချီအသက်ရှူကျတာခံစားခဲ့ရတဲ့ဖြစ်စဉ်စစ်ပွဲကြောင့်သေဆုံးမှုတွေမှာယူကရိန်းသမ္မတလည်းအပြစ်မကင်ဘူးလို့ထရမ့်ဆွဆွဲတဲ့အကြောင်းဒီသတင်းတွေနားဆင်ရမှာပါမြောက်ကိုရီးယားရှေ့တက်ရဲ့ပိုင်ဆိုင်ဘူးသမျှထက်အကြီးမားဆုံးစစ်တင်းပေါ်ကြီးတိစောက်မှုဟာ အရှိန်ကောင်းကောင်းနဲ့ရှေ့ဆက်နေတယ်လို့ယုံကြည်ရပါတယ်။ April 6ရက်နေ့ကရဲကူးထားတဲ့ဂျိုတူးမှတ်တမ်းဓာတ်ပုံတွေအရမြောက်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့နန်ပိုသင်္ဘောချက်မှာအဲဒီစစ်သင်္ဘောကြီးကိုတိဆောက်နေတာတွေ့ရပါတယ်။ Maxa နည်းပညာကုမ္ပဏီကရဲကူးထားတဲ့ဂျိုတူးဓာတ်ပုံအရအဲဒီရေရင်ဟာမြောက်ကိုရီးယားရေတပ်မှာလက်ရှိပိုင်ဆိုင်ထားတဲ့သင်္ဘောတွေအားလုံးထက်အနည်းဆုံးနှစ်ဆလောက်ပိုကြီးတဲ့သဘောပါ။ရေရင်ရဲ့ကိုယ်ထည်ကရုပ်လုံးပေါ်နေပြီဖြစ်ပေမဲ့ လက်နက်စနစ်တွေနဲ့တခြားသောအတွင်းပိုင်းဖွဲ့စည်းမှုစနစ်တွေကိုဆက်လက်တိစောက်နေစေလို့ဂျိုတူးမှတ်တမ်းဓာတ်ပုံကိုအခြေပြုပြီးစစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။တင်ဘောဟာပေ460လောက်ရှေးလျပြီးပဲ့ထိန်တုံးကြီးတွေတက်ဆင်ထားတဲ့ free gate အမျိုးအစားဖြစ်နိုင်တယ်လို့နိုင်ငံတကာမဟာဗျူဟာနဲ့လေလာရေးစင်တာမှာရှိတဲ့စစ်ရေးကျွမ်းကျင်သူတဦးကပြောပါတယ်။ဒီအရွယ်အစားကမြောက်ကိုရီးယားရှေးတက်ထဲမှာအကြီးဆုံးဖြစ်ပေမဲ့ American စစ်တင်ဘောတွေနဲ့ရှင်ရင်တော့သိငယ်နေစေပါ။ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်းကနိုင်ငံရဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုနေပညာပိုင်းအဆင့်မြင့်တဲမှုတွေအားတော်ခွန်ဆိုင်လှုပ်ဆောင်မယ်လို့ကြွေးကြော်ထားပါတယ်။ပြီးတော့မိနစ်တုန်းကလည်းကင်ကဆောက်လုပ်စဲစစ်သင်ပေါ်အကြီးစားတစ်စင်းကိုတွားရောက်စစ်ဆေးနေတဲ့မှတ်တမ်းတပ်ပုံကိုအစိုးရသတင်းဌာနတွေကထုတ်ပြန်ပြသခဲ့ပူးပါတယ်။အခုလိုမြောက်ကိုရီးယားဟာလက်နက်နေပညာမြင့်တဲရေးကိုအားတော်ခွန်ဆိုင်လှုပ်ဆောင်နေပေမဲ့လက်တွေ့စစ်ဆင်နိုင်စွမ်းနဲ့လေ့ကျင့်မှုအပိုင်းတွေမှာတော့အားနည်းချက်တွေအများကြီးရှိနိုင်သေးကြောင်း စစ်ရေးသူတွေကထောက်ပြထားပါတယ်ရှင်။အီရတ်နိုင်ငံမှာတဲမုံတိုင်းအပြင်းထန်တိုက်ခတ်ခဲ့တဲ့နောက်လူတွေထောင်ထဲချီပြီးအသက်ရှူရခတ်တဲ့အခြေအနေမျိုးကြုံတွေ့ခဲ့ရပါတယ်။ April 14ရက်နေ့ကတဲမုံတိုင်းဟာအီရတ်နိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုတိမ်ကြုံတိုက်ခတ်သွားတာဖြစ်ပါတယ်။မူတန်နာပြည်နယ်တစ်ခုထဲမှာတင်သဲမုံတိုင်းကြောင့်အသက်ရှူကျတဲ့ဝေဒနာခံစားရကြောင်းဖုန်းဆက်အကူအညီတောင်းခံမှု900ကျော်လက်ခံရရှိခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးအရာရှိတအူကပြောပါရယ် လူမှုကွန်ရက်ပေါ်မျှဝေကြတဲ့ဗီဒီယိုတွေမှာတော့သဲမုံတိုင်းနဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးလင်းပေါ်ရောင်ပြောင်းနေတာကိုတွေ့ရပါတယ်။သဲမုံတိုင်းတိုက်ခတ်မှုတွေကအီရန်မှာကြုံနေရကြရာသီဥတုအခြေအနေဖြစ်ပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့အတူသဲမုံတိုင်းတွေဖြစ်ပွားမှုအကျဉ်းရေပိုများလာသလိုပမာဏလည်းပိုကြီးမလာနေတယ်လို့ပြောပါတယ်။နာဂျက်ပြည်နယ်မှာလူပေါင်း250လောက်အသက်ရှူကျက်ပြီးဆေးရုံရောက်ခဲ့သလို့ ဒီဝါနီယာမှာလည်းကလေးတွေအပါအဝင် လူပေါင်း320လောက်ဈေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ဒီကာနဲ့ဘာဆာရာဒေသတွေမှာလည်းလူပေါင်း930ကျော်လောက်အသက်ရှူကျက်တဲ့ပြဿနာတွေကြုံခဲ့ရပါတယ်။တဲမုံတိုင်းတက်ခတ်နေချိန်အီရတ်တောင်ပိုင်းဒေသတွေမှာရှေ့ကို1ကီလိုမီတာထက်ပိုမမြင်ရတဲ့အခြေအနေအထိမြင်ကွင်းမှုံဝါသွားခဲ့တာဖြစ်ပါတယ်။ဧပြီ15ရက်မနက်ပိုင်းမှာတော့အခြေအနေတွေကတဖြည်းဖြည်းပြန်တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ကမ္ဘာပေါ်မှာယာတိဥဒုဖောက်ပြန်ပြောင်းလဲမှုတန်းအဆိုးဆုံးခရရနိုင်ခြေရှိတဲ့၅နိုင်ငံစည်းရင်းထဲမှာအီရတ်လည်းပါဝင်ပါတယ်။2022ခုနှစ်တုန်းကလည်းအီရတ်မှာပြင်းထန်တဲ့သဲမုန်တိုင်းတိုက်ခတ်မှုတွေကြောင့်လူတအူးသေဆုံးခဲ့ပြီးလူ9000ကျော်ကုသမှုခံယူခဲ့ရပါတယ်။နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကအနာဂတ်မှာလည်းအီရတ်ဟာသဲမုန်တိုင်းတွေ ပိုကြုံလာရဖို့တွေးတောပြင်ဆင်ထားတဲ့လို့ပြောကြားထားပါတယ်ရှင်။ စ်ပွဲကြောင့်ယူကရိန်းပြည်သူတွေသေဆုံးနေမှုမှာယူကရိန်းသမ္မတဇယ်လမ်စကီကိုတိုင်လည်းအပြစ်မခံဘူးလို့အမေရိကန်သမ္မတထရမ့်ကပြောကြားသွားပါတယ်။ဧပြီ13ရက်နေ့တုန်းကရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်ယူကရိန်းနိုင်ငံအရှေ့ပိုင်းဆူမီမြို့မှာလူ35ဦးသေပြီး138ဦးဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်အပြီးမှာထရမ့်ကအခုလိုပြောဆိုခဲ့တာပါ။ယူကရိန်းကရုရှားရဲ့ကျူးကျော်စစ်ကိုခုခံနေတာဖြစ်ပေမဲ့ထရမ့်ကတော့အမေရိကန်သမ္မတဟောင်းဂျိုးဘိုက်တန်နဲ့အတူဇယ်လမ်စကီဟာ စစ်ပွဲကိုအစပြုဖို့လှုံ့ဆော်ခဲ့တာလို့ဆွဆွဲသွားပါတယ်စစ်ပွဲရပ်ဆိုင်းရေးကိစ္စအမေရိကန်ကကြားဝင်စိတ်ဆက်ပေးနေချိန်မှာရုရှားရဲ့အခုလိုဒုံးကျည်တိုက်ခိုက်ခဲ့မှုအပေါ်အနောက်မဟာမိတ်နိုင်ငံတွေကရှုံချခဲ့တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကလည်းဝေဖန်ပြစ်တင်ခဲ့ပါတယ်ဒါပေမဲ့ထရမ့်ကတော့လူတွေအများကြီးသိကြနေရတဲ့စစ်ပွဲမှာရုရှားသမ္မတပူတင်လိုပဲဘိုက်ဒန်နဲ့ဇယ်လမ်စကီတို့ကိုလည်းအပြစ်တင်ရမှာဖြစ်တယ်လို့ဆွဆွဲခဲ့ပါတယ် တခြားသူတွေကကိုကိုဒုံးကျည်တွေပေးကမ်းမယ်လို့မျှော်လင့်ုံတက်တက်နေတော့ကိုထက်အင်အားအဆ20လောက်သားတဲ့ရန်သူနဲ့စစ်မဖြစ်ခဲ့တဲ့ဘူးလို့ဇလမ်စကီးကိုရည်ရွယ်ပြီးထရမ့်ကပြောခဲ့တာပါရုရှားရဲ့တိုက်ခိုက်မှုကမှားယွင်းကြောင်းဒါပေမဲ့တကယ်တမ်းမှာလူ3ယောက်ကျူးလွန်တဲ့အမှားတွေကြောင်းတန်းနဲ့ချီတေးချေပျက်စီးနေရတာဖြစ်ကြောင်းပူတင်ဟာနံပါတ်1အပြစ်တင်ရမယ်သူဖြစ်တယ်ဆိုရင်ကိုကိုကိုဘာလုပ်လို့လုံနေမှန်းမသိခဲ့တဲ့ဘိုင်ဒန်ကဒုတိယဇလမ်စကီးကတတိယလို့သတ်မှတ်ရမှာဖြစ်ကြောင်းထရမ့်ကဆွဆွဲသွားပါတယ် ယူကရိန်းစစ်ပွဲမှာတေးချေပြက်စီးမှုအရေးအတွက်ကိုတိတိကျကျမသိရပေမဲ့တန်ခနန်းသာဖြစ်ပြီးတန်ခနန်းအထီတော်မရောက်ဘူးဆိုတာလေလာသူတွေနဲ့စစ်ရေးသူတွေတွေကလက်ခံထားပါတယ်။ထရမ့်ကဇလမ်စကီဟာဒုံးကျည်တွေထက်ထက်ဝဲဖို့ပဲစိတ်စောထက်သန်နေတဲ့သူလို့ပြောကြခဲ့ပြီးကိုကစစ်ပွဲတစ်ခုကိုစတိုက်မယ်ဆိုရင်နိုင်ခြေရှိမရှိနားလည်ဖို့လိုတယ်လို့လည်းဝေဖန်ခဲ့ပါသေးတယ်။ဒီစစ်ပွဲက2020ဖေဖော်ဝါရီ24ရက်နေ့မှာရုရှားတပ်တွေကအင်းကြီးယူကရိန်းနိုင်ငံပိုင်းနဲ့တဲ့ အင်အားအလုံးအင်းနဲ့ဝင်ရောက်လာရာကနေစခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Trump ကတော့ Zelensky ဟာစစ်ပွဲကိုစတင်စေခဲ့တဲ့သူလို့မကြာခဏဆွတ်ဆွဲပြောဆိုနေခဲ့ပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။